ောက်တိုဘာ29ရက်ဘုဒ္ဓဘုနေအာယုံစုတော်ကြီးအစီအစဉ်အစပြုဖို့ဗဏ္ဍမကျမ်းတစ်ပုဒ်ကိုဖတ်ပြပါမယ်။ဟိဘေဩဝါဒစာအခန်းကြီး၄အငယ်၁၆တစ်ပုဒ်ဖြစ်ပါလေ။ဟိဘေဩဝါဒစာအခန်းကြီး၄အငယ်၁၆ဖြစ်ပါလေ။ထို့ကြောင့်ငါတို့သည်တနာခြင်းကုနာကို၎င်းတော်လျော်သောမဆာခြင်းကျေးဇူးတို့ကို၎င်းခံရမြေကြောင် 沿途训练，接受不临着沿途周围情感结构啊，适当教把书，接受了解不先接受了解不临着用户，就是叶文爽、刘文清感到看过亚路接受听到喽。等新到五年老的，今年时间三年，受东北生老的，接受主编闽南批水的，得新到土苗的来。 မြတ်တာပို့စုတောင်းနေတိတိန်အောင်တောင်းတလို့ခုနလုံးကဲသို့ဖြစ်တဲ့ကျွန်တော်နိုင်ငံအတွက်အသင်းတော်အတွက်မိသားစုအတွက်အနုပြည်နဲ့နေပြည်မှာရှိတဲ့ကျွန်တော်ရဲ့ယုံကြည်သူများယုံကြည်သူအသီးအီးအတွက်စီးပွားရေးလုပ်ငန်းရှင်များတဲ့အကောင်းဆုံးမေတ္တာပို့စုတောင်းပေးနိုင်ဖို့ဝိညာဉ်တော်သည်လမ်းပြကောင်းကြီးပေးပါမည်အကြောင်းမနေ့ယနေ့နောက်ကာလမပြောင်းမလဲအသက်ရှင်နေမှု၍ ကျွန်တော်စိတ်တောင်းတမယနေ့တဲ့အနာထောင်းအပြည့်ပေးလရှိတော့ကေတီမန်ရှင်တခင်ခရစ်တရဲ့မြတ်တော်နာမနဲ့ယုံကြည်စွာကြည်စုရပါငွေချီးမွမ်းလက်အင်းနေနာနဲ့အစီစဉ်ကိုအရှင်ပြလက်တော်ထဲသို့ကျွန်တော်တို့အားလုံးသဘောချင်းတူလက်ဆုတောင်းဆက်ကအနံ့ကြပါလေဖာဖျာအာမင်ဓမ္မတရှင်မှတ်တိအိမ်တော်လုံးနဲ့တခြင်းလာကြလို့အိမ်သူအိမ်သားများဖျောင်းခင်ကြည်စုရကိုအောင်မြင်ကြစို့ အနန္တမဟာဂိဏဖြစ်ရဲ့ပြုတဲ့အရာတွေကိုချီးမွမ်းစုစုဝေးပြီးတော့အတူတူချီးမွမ်းကြည့်ဖို့ဖြစ်တယ်။နာနဲ့တိုင်းနာနဲ့တိုင်းဤကဲတို့ခုလိုချီးမွမ်းမယ်ဆိုရင်နေ့တိုင်းနေ့တိုင်းဖျောက်ရင်ဘုန်းတော်ထင်ရှားတဲ့နေ့ဖြစ်လာမယ်။သူပြေတို့နှလုံးသွင်းလည်းအတူတူချီးမွမ်းပြီးဆိုကြပါစို့။ ပြီးတော့ကျမ်းပိတ်နှစ်ပိတ်ကခုနကျွန်တော်ဖတ်သွားတယ်ဟေပြေခန်းကြီး၄အငယ်၁၆ဖြစ်တယ်လို့နောက်တစ်ခုကဆလံ90နဲ့5အပိုက်လို့ဖြစ်ပါတယ်တိတ်အများကြီးမဟုတ်ပါဘူးအဲ့ဒါလည်းကျွန်တော်တို့စင်ကြီးနှလုံးသွင်းနေဒီနေ့တနေ့တာလုံးပါเนาะကျွန်တော်တို့ဝင်ကကျွန်တော်တို့ခံစားတဲ့အတိုင်းဝင်ရတယ်လို့ပြီးတော့ကျွန်တော်တို့တူးချင်းတနေ့တာလုံးဒီကျမ်းစာကိုတည့်ချက်ဖတ်ပြီးတော့เนาะကျွန်တော်တို့ဘုရားနဲ့ဘာတွေတုံ့တင်မလဲဘာတွေပြည့်ပြည့်ရမလဲ ကျွန်တော်တို့ခံယူနှလုံးသွင်းပြင်ဆင်ဖို့ဖြစ်ပါတယ်ဆန္ဒဆန္ဒကုသိုလ်ငါကတော့မနေ့ကဆန္ဒ100လို့တိတ်မများပါဘူးသူကအငင်း7တတိပဲရှိပါတယ်ဒီမှာကျွန်တော်တို့ပထမပိုင်းမှာတော့သရဖျားအားရှင်လန်းတော်တရှိစုကြကုန်အာကုသိုလ်ငါကုမြတ်တော်ဆန္ဒအငင်း7ကငါတို့ကိုကေတင်ကြီးတို့ရောက်ရာကြောက်ကို ျူးအေးကြတော့တချင်းဆိုပါအများကြီးခရတ်တက်တာပါနော်ချီးမွမ်းပါပြီးတော့ဖျားကြီးအများကြီးချီးမွမ်းမယ်ပြီးတော့မှကေတင်ညူရောက်တဲ့အချက်ကိုကျူးအေးမယ်ကေတင်ညင်းပြီးတဲ့အရာတွေဂျေဆုကိုချီးမွမ်းမယ်ပြီးတော့ဂျေဆုကိုချီးမွမ်းပြီးတော့ဖျားရှိတော့ဝင်ဖို့ဖြစ်တယ်တော့ကျွန်တော်ကဟိုကကုတ်ချီးမွမ်းပြီးတော့မဟုတ်ဘူးကျွန်တော်ကတခါလေစိတ်ခံစားမှုတွေနဲ့မြေ့ကြဆိုပြီးမဟုတ်ဘူး ဂျေဇုတွေကိုချီးမွမ်းပြီးမှရှိတမကိုဝင်ပြီးတော့အဲ့ဒီချိန်ကျမှဆာလံတချင်းဆိုရင်ကျူးအေးသောအတန်ကိုပြကြပါဆုညံတာမဟုတ်ဘူးနော်ကျူးအေးသောအတန်ဘယင်ရှိမှဆိုရင်တကယ်နားတော့နားတော့တွေးရင်နားတော့ဝင်တဲ့အချင်းညညောင်းတာရတဲ့အချင်းအမဆိုမဲလဒီအပြည့်ဝရှိရပါဘူးနော်ဒီချိန်မှာနော်ကျွန်တော်အဲ့ဒီမှာတန်စင်ဒီဟိုးပောက်ပြရတယ်မဟုတ်ဘဲနဲ့ဒီချာတတရရတချင်းလေးတွေကို ကျွေးဖို့ဖြစ်ပါလေ။ဒါဆလံချင်းကိုဆိုပြီးတော့ကျူအေးသောအတန်နဲ့ဘုရားရှင်ရှေ့လုံးမကိုကျေးဇူးတော်ချီးမွမ်းပြီးဝင်ကြဖို့ဖြစ်တယ်။အတန်ကောင်းလို့မဟုတ်ဘူး။ပေါ်လူနဲ့တီလာထောင်ထဲမှာဂီတာလည်းမပါပါဘူး။တထောင်လုံးတကပွင့်သွားတဲ့အထိတော့ဘုရားရှင်ချီးမွမ်းကြရကောင်းကြီးမင်္ဂလာဖြစ်တယ်။သရုပ်ဖြာနေကြီးမြတ်တော်ဘုရားဘုရားတကာတို့ထက်ကြီးမြတ်တော်ဘုရင်ဖြစ်တော်မူ၏။ကျုပ်ကူးကြတဲ့ဘုရား ကြီးမြတ်တဲ့ဘုရားဖြစ်တဲ့ဘုရားတကာတို့ရဲ့အထက်မှာအရှင်ထရထရအရှင်ဘုရားသခင်လို့ကျွန်တော်တို့သမုတ်ပါတယ်မြေကြီးနဲ့နေရရတုဒီလက်တော်နဲ့ရှိတယ်ဘုရားရှင်ဖန်ဆင်းတဲ့ဟိုမြေကြီးနဲ့နေတဲ့အရတ်တဲ့ဒါကောင်းမှုမရှိတဲ့မြေကြီးမရှိတဲ့မြေကြီးနဲ့နေရှိတဲ့အရာအလုံးဘုရားကပိုင်တယ်နောက်စကြဝဠာရဖန်ဆင်းတဲ့ရှင်သူဖန်ဆင်းတဲ့ပိုင်တယ်ဒီမုံမီ လောကကြီးကိုလည်းပိုင်တယ်တမုတ်တရားလည်းပိုင်တယ်ဟိုမြီးအောက်အနက်နဲ့နေတဲ့တမုတ်တရားကြီးဘလောက်နဲ့တော့အဲ့ဒီအချိန်ဖျားခင်ပိုင်နေဖြစ်ဖြစ်တယ်တောင်တို့ကိုလည်းပိုင်တော့မူ၏မြီးကြီးကနည်းနည်းရအောင်လက်တော်လက်ရှိတယ်တောင်တွေကိုလည်းပိုင်တယ်ပင်လယ်ကိုလည်းဖန်ဆင်းကြီးပိုင်တော့မူ၏ဂုံးကိုလည်းလက်တော်နဲ့ပြုပြင်တော့ဘလောက်အောက်အစက်ကောင်းတယ်ဖျားခင်အဲ့ဒီဖျားကိုကျွန်တော်ကကူးဝေးရတာဘလောက်ကျေးဇူးတော်ကြီးမားတယ်လေဒီအတွက်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့ ကျူအေးသောအတန်နဲ့ဖျားလိမ့်မယ်ချီမောမှုဖြစ်တယ်။ဆူညာနဲ့အတန်နဲ့လည်းမဟုတ်ပါဘူး။အဲ့လိုချီမောဖြစ်ပါလေ။ပြီးတော့မှဘယ်လိုကုွယ်ကြမလဲ။အင်မတန်ကောင်းပါလေဒီအချက်လေးက။လာကြလာပါအဲ့လိုချီမောပြီးတော့လာကြပါ။ကျူအေးသောအတန်နဲ့ချီမောပြီးတော့လာပြီးတော့မှပြက်ဝူရေကိုးကွယ်ကြကုန်အာ။ဖျားပြင်းကိုကိုးကွယ်တယ်ဆိုတာနော်ချီမောနာတတ်တတ်ပေါ့နော်။ချီမောရင်ကျွန်တော်ကဒါဝိဘေးရင်ကိုကြားကြခုံကြ ိမောင်တို့ဘင်းပြီးတော့ကိုးခွေတယ်ဆိုတော့ပြတ်ဖို့ပြီးကိုးခွေတာဘိမောင်တို့ရဲ့ stage ရဲ့ဟိုစင်ဟိုပလင်ကစိတ်ရှုလို့ထပ်ပြီးတော့စူပြတ်ဖို့ခွန်ကားဖို့ပြီးတော့နေမဟုတ်ဘူးဖျားတဲ့ရှေ့ကိုဝင်ပြီးတော့ပြတ်ဖို့ပြီးတော့ကိုးခွေရအောင်ဖြစ်တယ်ရှေ့ဖျားလူတွေကနော်ဖျားအမှန်တန်ရှင်တွေရှေ့မှာပြတ်ဖို့ပြီးတော့ကိုးခွေရတယ်ဒီကျုပ်ကိုးခွေမှုကကိုးခွေမှုနဲ့မတူဘဲနဲ့ လောကဆံပြီးတော့ပျော်ရွှင်မှုကြီးရင်မြူတူပြီးတော့ကခုဘာလို့ဖျားရဲ့ကိုကိုလေးလူတွေလို့မြူတီကခုလို့အဲ့မှာလူတထောင်ချုပ်သေးသွားတယ်နော်ကိုကိုရင်းမှုအပြင်မှာတော့ရတယ်ဒါပေမဲ့ဘေးမှာတော့ဝင်လာရေဒါဝိတူကကိုကိုလေးပြောက်ကိုကိုကိုလေးဖျားခင်ရဘလို့ဖျားလဲမြကြီးနဲ့နေရာကိုလက်တော်မှာရှိတယ်တောင်တို့ကိုပိုင်နေပင်လေကိုဖန်ဆင်းနေကုန်းကိုလက်လက်တော်နဲ့ပြုတ်ပြင်းနေအဲ့ဒီဖျားရှိကိုဝင်တဲ့အခါ ပြတ်ဖို့ကိုယ်ပွေတယ်ပြီးတော့ငါတို့ကဖန်ဆင်းသောထရရရှိတော်၌ဒူးထောက်ကြကုန်အတကူကြောင့်ပြန်ကြည့်ရင်တမန်တော်ယေရှုဘောလူကတော့ဖျားငင်ရှိမှာငါဒူးထောက်ပြီးဆုတောင်းလေးရှိတယ်တဲ့ဒီဘက်သုံးဆယ်မှာပြန်ဖတ်ကြည့်နောက်တရှိကြတော့ယေဘုဟိတလက်ကိုလောကကိုဖျားမိစီတောင်းကြတယ်တဲ့တခင်ရှုတခါကြရင်ကောင်းငင်ကိုမော်ကြည့်ပြီးတော့ဖျားကိုကြည့်ပြီးတော့မျက်လုံးဖွင့်ပြီးဆုတောင်းတော့ပေါ့နော် ဖေရှိမှသွားရင်မျက်စိမိတ်ပြီးတော့တောင်းရင်လည်းအဖေကမျက်စိမိတ်တာဆိုတိမှမဟုတ်တော့ဒါပေမဲ့ကြည့်ပြီးတော့ဖေတော့ဒီဒီပြန်ကဲအဲ့လိုစစ်တောင်းလို့လည်းရပါတယ်မျက်စိကိုဖွင့်ပြီးတော့ကောင်းကင်ကိုမျောကြည့်ပြီးတော့တခင်ရှုစစ်တောင်းနေတယ်တတိပံလဲခင်းနေသူတဲ့တေယာနီမှာကောင်းကင်ကိုမျောကြည့်ရတဲ့အခါမှာအိုးကောင်းကင်ဖွင့်ပြီးတော့တခင်ရှုလက်ရပဲမဖြတ်လက်ရပေါ်ကရပ်နေပြီးပြီးတော့တခင်ရှုကဲတော့ သူတို့မတိဝေလောက်တဲ့ပြစ်ကိုခုနှစ်ပါးဆိုတော့ဆူတောင်းနေတယ်။ဒါကြောင့်ဆူတောင်းတဲ့အခါမှာဘလုပုံစံမဲ့ဖြစ်ဖြစ်ဖျားသခင်ကိုယူသည်ပြီးတော့ပြတ်ဖို့ကိုးကွယ်ဖို့အရေးကြီးပါတယ်။အဲ့လိုဆူတောင်းတဲ့အခါမှာကိုးကွယ်တဲ့အခါမှာသာရဖျားသည်ငါတို့ဖျားဖြစ်တော်မူ၏။ငါတို့သည်လည်းအထာတော်နဲ့ကျက်စားသောသူလက်တော်အောင်နေသောသူသူဖြစ်ကြတယ်။တိုးရီကကိုယ်သခင်ကိုမယူမလိမ့်မလို့ပါဘူး။သခင်စကားနားထောင်တယ် သခင်အတံကိုကြာပြီးသခင်နောက်ပဲလိုက်တယ်။ဘယ်နောက်မှသူမလိုက်ဘူး။တောခွေလောက်ထဲလည်းမလိုက်ဘူး။နောက်နောက်ဆုံးတော့ကာလာမှာတမန်နေရှိပေါ်လာငါမင်းတို့သုံးနှစ်နဲ့ပတ်လုံးမျက်ရည်နဲ့ကြာပြီ။ငိုကြွေးပြီးတော့သုံးနေခဲ့တယ်မဟုတ်ဘူးလား။ဒီထာတောခွေကမင်းတို့မတနာပဲနဲ့ကြိုက်ဆွေးနေမယ်။နော်တောခွေတော့ဘာတော်မဟုတ်ဘူး။ဖျားခင်အတွေ့တော့အမှလုံချုံပြီးတော့ကျွန်တော်ဒီအထံတော်မှာကြက်စားတဲ့လူတွေလက်တော်အောက်မှာနေတဲ့သုံးစုတွေဖြစ်တယ်။ ယနေ့တွင်သင်တို့သည်ပြာတိတော်အတန်ကိုကြားရခိုင်မာသောစိတ်ဝင်ရှိကြသည်နှုတ်ကပတ်တော်ပြာတိတော်နှုတ်ကပတ်တော်အဗရာစီပြာတိတော်ကတနည်းပြပြာနှုတ်ကပတ်တော်ကဘာရမယ်ဆောင်းရရှိမိတယ်ဒီနေ့လဲကျွန်တော်တို့တော့ဖျောင်းကြီးရှိမှာမနေ့ဒီနေ့မနေ့ကျော်ကြည့်လိုက်တော့ဒါတော့ဟိုခုလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကပါ20 30လောက်ကအိန္ဒိယမှာဆိုရင် loving club ဆိုတာအာခွတ်တူခက်လာရှင်နေကြလားအဲ့ဒါညာဒီလောကဆရာကြီးဥဖြစ်နေပြောတဲ့စကားတော့တတိမှတ်မိတယ်ကျွန်တော်ဒီကြီးကလောကကြီးကိုမတွားရင်လောကကြီးအသိနဲ့တွေ့ဝင်လာမယ်ဒီနေ့အဲ့ဒါကြီးရဲ့အသိနဲ့ဝင်လာပြီးတော့အိုးခွတ်တူခက်လာရှင်နေကြလားအများကြီးမဟုတ်ပါဘူးသူစကားနားထောင်နေလို့လောက်ပဲတချို့လူတွေကနည်းနည်းပြုံးမိရေလောက်ပဲနော်ဖျားခင်ရှေ့မှာအိန္ဒိယမြစ်ကြီးကြီး ရေရိုးမထီမိတ်မပြူရီမိတာလားနော်ဆာရာကငါတက်ကြီးမှာခလေးရမလားဆိုတော့ဖျားသခင်မြတ်မားသလားဆိုတော့ပြုတ်ကြည့်တာဖျားသခင်ချက်ချင်းသိတယ်နော်ဘာကြောင့်မီးရဲတယ်လဲဖျားသခင်သိတယ်ကြောင့်ဘာကြောင့်ရဲတယ်လဲခွတ်တူခွက်လားဖျားရှင်မှာအိန္ဒိပြောင်းလူတွေရှိမှာဖျားခင်ဗုဒ္ဓရှုပ်ကြရတာဖြစ်အောင်လုပ်နေသလားစဉ်းစားပါပြာတိတော်ကြာရင်ခိုင်မာတဲ့စိတ်လုံးမရှိကြနဲ့တော့ဖျားခင်ယုံကြည်လူရာ အိန္ဒိယစောင့်နေတဲ့နော်တန်ရှင်ချင်းရှိတယ်တဲ့ဆန်စာပြောတယ်ခရစ်တကြွလာတဲ့တရားမျှော်နေတယ်တဲ့ဖျားဖို့မှာတေချာဝိလိုတဲ့လူတွေဖြစ်တယ်တဲ့အိန္ဒိယမဲ့တဲ့လူတွေကဖျားသခင်ရှေ့မှာတူဝင်နေတယ်မဟုတ်ပါဘူးဘာသာဖျားရှေ့မှာအသားရရှောင်းအောင်လုပ်တဲ့ခုံပဲကာမယ်ပလက်တော့လဲမယ်စသဖြင့်ဘာသာဖျားပရော့ဖက်တွေကအဲ့ဒီလိုလုပ်ပါတယ်လို့ဒါကြောင့်ယနေ့တွင်ပြတိတော်အတမကြရဲ့ခိုင်မာတဲ့စိတ်မရှိကြနဲ့ ြုပြင်ကြပါတင်တို့အဖအများသည်စိတ်နှလုံးခိုင်မာသောစိတ်နှလုံးအနည်း၄၀ပတ်လုံးတနည်းနည်းနဲ့စုံစမ်း၍ခိုင်အမှုကိုမြင်ရသောတောတွင်ငါ့ကိုစံကြွယ်ပြု၍စုံစမ်းရာကာလရှိတကယ်သို့မရှိကြည်အစီကြနေမောရှိတောင်းပန်တက်တဲ့အခါမှာအာလိုဘုမာလည်းဖရားအာယုံကိုအတင်းကြပြီးတော့နွားရုပ်ကိုရှ िख ိုးကြတယ်တော့သူတို့ရှိရင် 2000နေပြီးပြီးတော့မှနွားယူကြီးထွက်လာတယ်ရှစ်ကိုကြာတယ်အဲ့လိုမလုပ်ကြနဲ့အဲ့လိုလုပ်ပြီးတော့နွားယူရှစ်မှာခုန်ကြပြီးတော့တခါလေမြူတူပြီးတော့ကကြတဲ့ခါမှာလေတောင်း2000ဝေးကြီးပြည့်တယ်စီညူခါရတယ်ဖျားကစံကြီးပဲပြုပြီးတော့စုံစမ်းရကာလာရှစ်တကယ်တော့မလုပ်ကြနဲ့သူလူမျိုးကိုဖျားကငါယွန်းနေတယ်မုန်းတော်မူတော့၆ပါအရာ၆ပါမကဆက်စွရင်ရှားတဲ့အရာထဲမှာ ဘုရားသခင်ဒီလူမျိုးကိုသူယုံနေတဲ့ဆွဆွယွန်းရှာတယ်ဘုရားကိုပြောက်ကူပဲယင်မရှိဘူးဘုရားကြီးရှိတော်မှာဒုထောက်ပြီးတော့လက်မြောက်ပြီးတော့ဘုရားကြီးရှိမှာလူရှိမှလည်းတော့ဒုထောက်ကြတယ်ပလင်ရှိမှတော့ဒုထောက်ဘုရားရှိမှဒုထောက်ကိုအရေးကြီးတယ်လူကြီးကအခုကျွန်တော်တို့အတင်းတော်တွေမှာအရှိမရှိကောင်းရှိလောက်တာ ရှင်မကူရဲဥဆောင်တဲ့လူကလူမြင်လေးပဲဓမ္မတော်တစ်ခါလေးကျွန်တော်ပြောပြတယ်သူကဘယ်ရမလဲဟိုအတင်းတော့လူကြီးမတတ်ထားဆိုထားတာပဲသူကအပေါ်နေထားကျွန်တော်အဲ့လိုထားခင်နေမထားပါဘူးဖျောင်းကြီးခုချိန်မှာဖျောင်းကြီးတိုင်းရင်ပြီးတော့အာညုံပြုတ်ဖို့ဟာဘူးတော့အဲ့လိုမျိုးတစ်ခါကြီးလုတ်တက်တယ်ဒါကျွန်တော်မြင်နေပြောပါတယ်ကျွန်တော်လေးစားတဲ့ခင်မင်းနဲ့ပြီးရှင်မောင်ရဲ့သူမီပြေဆိုမရှင်လုတ်တဲ့ခါမှာထိုင်နေနေထိုင်လို့ရပါတယ်တက်ကြီးလို့ထိုင်လို့ရပါတယ် ်ငါဖျားတယ်နှလုံးသားကိုကြည်ပါတယ်ဒီလူခေါ်ဖို့နော်ဒီကလေးကျွန်တော်အတင်းကြကြည်ဟေးအကုန်ထအကုန်လက်မြောက်ဒါကိုဟာလေလုယအော်ဒီကလေးအပေါ်နဲ့ကျွန်တော်ဝိညာဉ်လှုပ်ရှားလာမှုပဲနဲ့ spirit move ပဲနဲ့အဲ့ဒါသူ့ရဲ့ emotion move ဖြစ်တယ်ဒါဒီတိအရေးကြီးတယ်နော်အဲ့လိုလူတွေကိုဖျားရွတ်နေတဲ့သူတို့ဒီသူတို့ဒီစိတ်တဘောမှားရင်းတတ်တော့လူမျိုးဖြစ်ကြ၏ ။ဒါကြီးအလေးကိုနားမလည်ကြဘူးဆို၏။ဘုရားသခင်အလေးတော်နားမလည်ဘူး။ဘုရားသခင်တကယ်အံ့ဩစရာကြောက်စရာကောင်းတယ်။ဘုရားလက်တော်တော်ရောက်တော်မှာကြီးစွာတော်ကြောက်စရာ။ဒါဘုရားသခင်ရဲ့လက်က unseen hand နဲ့မမြင်ရဘူး။ကျွန်တော်တို့ကိုယ်ခံပညာကစားတော့မြင်ရတဲ့လက်တွေဆိုကောင်းဆောင်လို့ရတယ်ဘလို့မမြင်မြ။ကျွန်တော်ကျင့်ထားတာကောင်းဆောင်လို့ရတယ်။မမြင်ရတဲ့လက်ကြည့်ဖို့လည်း unseen hand ပဲလို့ရိုက်လည်းမှမသိဘူးခါလိုက်မယ်။ဘုရားသခင်ဆုံးမတယ်။ ရှင်ဘောလူထောင်လာတဲ့စိတ်ချင်းချင်းဆုံးမခြင်းခံရတယ်။ဘုရားသခင်အလေးကိုသူနားလေတဲ့အခါမှာဝိချတောင်းပါတယ်။ထို့ကြောင့်သူတို့ဒီငိုင်းချမ်းသာတယ်လို့မဝင်ရဟုအမျက်တော်ထွေကျင်းဆိုတယ်။နောက်ဆုံးတော့ကာလမှာလူအများရှောက်မယ်နမိတ်လက်ခဏလေးလှုပ်ပါတယ်။ဘာတွေလှုပ်ပါတယ်ညာတွေလှုပ်ပါတယ်ဆိုတော့လာကြနိုင်မယ်။ငါအရင်မသိဘူးတဲ့။အရင်ကြည့်တာကဘုရားကြီးယွန်ရှာလေးလို့မဖြစ်ပဲနဲ့။ ဖျားသခင်ကိုရိုးရိုးတည်တည်ငါအရှိမိုင်ငါဘယ်လိုယူတယ်လဲငါဖျားမိုင်ငါဘယ်လိုကြောက်တယ်လဲတဲ့ဖျားပြန်ဘယ်လိုမေးလဲရပ်ပရဟိတ်ကြီးဒီအမှုလို့ဆောင်နေရအော်ပလင်ရှိမှာကိုယ်ရောကာယနဲ့တော့ဖျားသခင်ရှိပါသူမသိတော့လူတွေရှိမှာဩလှုပ်ပြနေတာအပြင်းလူတွေကြည့်ဟာဒီလူဖျားရှိမှုတော့ဘယ်လိုလဲတချင်းဆုံနေတဲ့စိတ်ချူကြနေတာပဲတော့ကျွန်တော်လောကီဆောင်မှုမဟုတ်ဘူးလောကီဘုံတကမဆောင်နေလို့ဖျားသခင်ပြောထားတယ် ဒီလောကီပုံစံစားအောင်တိတ်တဘောကြနေကြလူတွေကနော်ဘာလို့သူငြင်းရဲ့ဝါဒနာသူတို့အကြည့်အမပြောက်ဘူးလေတချင်းဆိုတော့ဝါဒနာပါတယ်စိတ်ရှင်တွေမှာခုန်ကားတော့ဝါဒနာပါတော့အပြင်မှာခုန်ကားလို့မရတော့ပိတ်ထားတော့အခုအသေးတော်ထဲမှာလာပြီးတော့လောကရဲ့ပုံစံတွေယူလာကြတယ်ဒါလိုမဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်ဤကုန်ချုပ်အနေနဲ့ဟိပြေခုနကျွန်တော်ဖတ်တော်တဲ့46ကသူကြောင့်ငါတို့ဒီတနာချင်းကျူနာကို၎င်း တုံလျောသောမသာခြင်းကျေးဇူးကိုခံရမည်အကြောင်းဖျားခင်ရှိမှာတကယ်ခုနနှုတ်ဘတော်အတိုင်းဆိုရင်ရဲရင်သောစိတ်နဲ့ကျေးဇူးတော်ပြင်တော်ရင်ကိုတုံဝင်ခြင်းကနေကျေးဇူးတော်ပြင်တော်ရင်ကိုတုံဝင်ခြင်းကတဲ့အခါမှာပြောက်ကိုကိုယ်ပဲခြင်းဒူချောက်ခြင်းလက်မြောက်ခြင်းဖျားဖို့မျိုးကြည့်ပြီးဆူတောင်းခြင်းဘုရားရှိခိုးဝင်တော့အမြင့်ဆုံးသောဘုရားဖန်ဆင်းခြင်းရှိဝင်တဲ့အခါမှာရိုးရိုးတည်တည်နဲ့ ဘုရားသခင်ကြောက်ရွံ့သောစိတ်နဲ့ပြင်ကြောက်ရွံ့သောစိတ်ဆိုတဲ့ပညာနဲ့ပြည့်စုံပြီးဝင်ကြခြင်းအဖြစ်အကျိုးကျေးဇူးကိုခံစားရပါစေ။ခုနရည်နဲ့စိတ်နိုင်ပါလေထာဝရအတိတ်တို့ဟောသားပါမယ်။ကျွန်တော်ကတော့ဒီနှစ်ကပတ်တော်လေးတပ်ပဲအကြံပြုဝင်ရပါလေ။တနည်းတာလုံးထာဝရဖတ်ပြီးတော့ဘေကာနာမှာကျွန်တော်ပြုပြီးမလို့တည်း။အတ္တတံကိုလုတ်တော်ရဲ့အစ၄ရက်၄၀ဒီမှာကျွန်တော်ရဲ့အတ္တတံများဒီတကယ်ကောင်းကြီးမင်္ဂလာ ြေဝကြီးကိုခံစားရမှာဖြစ်ပါလေ။ခဏီအတွက်မြန်မာနိုင်ငံခရီးယာဂိုင်းပေါင်းစုဆူတောင်းရကော်မတီရဲ့ဆူတောင်းချက်တစ်ချက်ကတော့စစ်ရှောင်စခန်းများရှိစာတင်ကြောင်းများဆေးရုံစည်းကမ်းများပေါ်သို့လေကြောင်းတက်ခဲမှုများအန်ဒီအမကင်းဝင်းစီရဆူတောင်းမှုဖြစ်ပါလေ။တကယ်ပါပြည်သူလူထုတွေကအကာအကွယ်မရှိအတက်တွေဆုံးရှုံးနေတစားစီဖြစ်သွားကြတယ်။ ော့ဒီအတွက်ကျွန်တော်တကယ်ပဲစစ်တော်မှုအရေးကြီးတယ်အဲ့ဒီအပြင်သူတို့ဒဏ်ရတဲ့လူတွေကိုကုသပေးမယ်ဆေးရုံနဲ့ဆေးခန်းနဲ့ဒီကြောင့်ဖြစ်စီမှုကြောင့်ဒဏ်ရတဲ့လူဘာမှမလုပ်ပေးနိုင်တဲ့အခြေအနေဖြစ်သွားတယ်သူတို့မဖြစ်ရတဲ့အောင်ပြောင်းရင်ကာကွယ်ပေးဖို့စစ်တော်မှုဖြစ်ပါတယ်သူဒီသားများတွေခက်ခဲစွာပညာပင်ကြားနေသောကလေးများရဲ့စိတ်တော်ကကင်းဝေးစေပြီးဘေးဘက်လုံးချုပ်စွာပညာသင်ကြားနေရစစ်တော်ပြပါ trauma ခံစားရပါ လေးပြန်နဲ့လေးပြန်နဲ့ကြားလာတဲ့ကလေးတွေကငုံပြီးကြောက်လို့ညွတ်နေတယ်။တော့အရင်တို့ဆိုကျင်ကလေးလေးပြန်နဲ့ကြားအော် trip လက်ကြည့်ပြီးတော့လက်ပွေရပြီးတော့ဟိုအဝီးမြန်မမြန်မြန်တရားနဲ့ဝန်တအားရအခုလေးပြန်နဲ့ကြားရင်ကြောက်ရုံပြီးတော့ဘယ် trip ပြရမှမသိငိုကြွေးနေတဲ့ကလေးအများကြီးများစွာ trauma နှစ်ပေါင်းများစွာခံစားနေရတဲ့လူမျိုးချင်းရဖို့ကျွန်တော်တန်နေတဲ့သူကိုနှင့်တင်ကြီးပြနေမှု ထုကဲ့သို့ trauma ကိုကောင်းသောကံတွေနိုင်တဲ့လူပုဂ္ဂိုလ်တွေရာလဲတွားရောက်ပြီးတော့ထွန်းတယ်ဒေတာတွေမှာဝင်ငါပြီးတော့ကျွန်တော်စစ်တောင်းပြီးဖြစ်ပါလေခဏိမှာလဲမွေးနေ့ရှင်တယောက်ကတင်ပြထားပါတယ်ဒေါ်တီတာလွေအသက်59ကိုနေသူရဲ့တက်တာမှာ59ဆိုတာ60တမယောက်တည်းပေါ့ဒါပေမဲ့ life begin begin is 40 more 60 60မှာရှိတယ်လေနော်ဖျားပြီး ဒီဘဝအစပြုတဲ့အချိန်မှာပို့ပြီးတော့ဖျက်ရင်းနိုင်ငံတော်အတွက်မိမိအသင်းတော်အတွက်မိမိတိုင်းပြည်အတွက်မိမိလုပ်ငန်းခွင်မှာအတွက်ကြီးစွာသောအလင်းဖြစ်ဖို့သူပြင်းသူရဲ့ဝိရရှင်များရဲ့တောင်းတတဲ့အကျိုးများကိုတောင်းမှကြံစည်တဲ့ဖျားပြင်းမဆပ်ပြီးဝတ်ဆုထောင်းကြပါစို့သူပြင်းမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့စရီးမောင်နှံတွေအတွက်လည်းမေတ္တာပို့ဆုတောင်းပြရအောင်ကျွန်တော်ဆုတောင်းတဲ့အတိုင်းပဲတော့ခဏလုံးဖြစ်တဲ့ နော်ဒီအတွက်လည်းကျွန်တော်တို့တစ်နှစ်တာလုံးကလည်းစိတ်နှောင်းမှုအချိန်ရပါတယ်နှစ်ခုနှစ်ခုတော့ဖတ်ပြီးတော့ကျွန်တော်တည်တဲ့ဖတ်ထားတဲ့မြင်ရတဲ့အရာတွေပေါ်မှာလည်းချိန်မမဲစိတ်နှောင်းမဲပြတ်တာပို့မယ်အတူတူကဆောင်ရွက်ကြပါစို့ရပေးပါလေပါဝင်ကြည့်ပါစိတ်နှောင်းချက်တွေကောင်းကောင်းစိတ်နှောင်းချက်တွေကမှတစ်ခုချင်းတစ်ခုချင်းကိုစိတ်နှောင်းသွားတာကိုကျွန်တော်တို့လေးလေးနဲ့စိတ်နှောင်းနေဖြစ်ပါလေအတူတူကသဘောချင်းတူတယ် ကောင်းကင်ဘုရားကြီးကိုဖန်ဆင်းတဲ့ဘုရားသခင်ရှိမှာယုဒေတိမှုပြုလေကိုယ်ကိုယ်ဝတ်ပြုလေဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်စစ်လျှောက်စခန်းများရှိစာတင်ကျောင်းများဆေးရုံဆေးကမ်းများပေါ်သို့လေကျောင်းတိုက်ခတ်မှုအန္တရာယ်မှကင်းဝေးစေဖို့ရာဘုရားသခင်ကိုယ်ကမဆာတမူပါကျွန်တော်တို့မတတ်နိုင်ပါကိုယ်တော်ပဲတတ်နိုင်သောကြောင့် ဤကလေးတငယ်များစာတင်ကြောင်းများဆေကာများဖြစ်စီခြင်းတန်ကနေကိုရှင်ကွယ်ကပေးမမည်အကြောင်းလက်တော်ထဲသို့အပ်ပါလေသူရည်သားများတွင်ခက်ခဲစွာပညာသင်ကြားနေသောကလေးများရဲ့စိတ်တော်ကများကင်းဝေးစီပြီးဘေးမဲ့လုံခြုံစွာပညာသင်ကြားနိုင်ရလေကျောစစ်တောင်းပြပါလေခဏမိမိမွေးနေကိုမြင်ရတဲ့ဒေါ်တိတာလူနဲ့တကွာ မိမိရဲ့မွေးနေ့ကိုမြင်တဲ့သားသမီးအသီးသီးတွေလည်းတတိယဆုတောင်းပေးပါတယ်။သူတို့စိတ်နှလုံးကောင်းစားသလိုအရာနဲ့ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းမင်္ဂလာနဲ့ပြည့်စုံလေ။သူတို့ချီးမွမ်းခြင်းတွေကိုကတိတော်ရှိတဲ့အတိုင်းပဲဥစ္စာဝင်မြခြင်းနဲ့တကားကျေးဇူးပြုခြင်းကိုသူတို့ရဲ့ထိတွေ့သောအင်းကြီးခြင်းများကိုရောမေတ္တာကိုမခံစားရတဲ့သူများခံစားဆန်းစားနိုင်လေ။ကိုရှင်ကျေးဇူးတွေကိုအတူတကွသူတို့ဒီလေသူတို့နဲ့ချီးမွမ်းလာနိုင်ပြီတဲ့အား သူတို့ကကောင်းကြီးပြီးအသုံးပြုမှာမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့လည်းအလားတူကောင်းကြီးမင်္ဂလာကိုခံစားရလက်သူတို့အားဖြင့်သူတို့ဆက်ဆိုင်သောအိမ်တော်ဘက်များတကယ်ကြီးမိတ်ဆွေအိမ်တော်ရှင်များတို့သည်လည်းသူတို့ထံကနေမေတ္တာအဖြစ်တည်ဆောက်တဲ့အိမ်တော်ခရစ်လူချင်းနဲ့တည်ဆောက်တဲ့အိမ်တော်ကိုမြင်ပြီးတော့ပတ်ဝန်းကျင်၌ တင့်တေလာစီတိတိန်အောင်မင်္ဂလာကိုပေးပါ၏အကြောင်းအတူတူဆုတောင်းကြတဲ့အခါမှာတခင်ဖျားကိုတော်တဲ့တင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်တို့ဒီသဘောချင်းတူလေယုံကြည်ရပါလေမေတ္တာပို့ဆုတောင်းပေးကြမည်မှာကောင်းငင်မှု၌ရှိတော်မူသောကျွန်တော်ဒီအဖာကိုတော်ဤနာမတော်အားယုံဒီလေးမြချင်းရှိပါစေသောနိုင်ငံတော်တည်ချောင်းပါစေသောအလိုတော်ဒီကောင်းငင်မှု၌ပြည့်စုံတကယ်သော မြေကြီးပေါ်မှာပြည့်စုံပါစေတော့အသက်မွေးတော်အစာကိုကျွန်တို့အားယနေ့ပေးတနာတို့ပါသူတပါးဒီကျွန်တို့ကိုပြမသောပြများကိုကျွန်တို့တို့ဒီလွတ်ကဲသောကျွန်တို့ဒီအပြစ်များကိုလွတ်တမှုပါအပြစ်သွေးဆောင်ရသူလည်းမပါစီပဲမကောင်းသောအမှုများမှလည်းကယ်နှုတ်တမှုပါအဆိုးပိုင်သောအခွင့်နှင့်ဘုန်းကိုအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏ ာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိချင်းအမှတ်61ဆာလန်23ကိုဆိုထားတဲ့ဓမ္မတိချင်းဖြစ်ပါလေကျွန်တော်တို့အမိမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအတိုင်းတိုင်းပြည်ကြီးဒီဖျားခင်ရဲ့ခရီးနာတသိလုံးခံစားရဖို့ဂျေဇုနဲ့ခရီးနာတွေကိုတသိလုံးခံစားရဖို့ကျွန်တော်ခံစားရသလိုသူတို့ကို ခံစားတဲ့လူချင်းနဲ့ဖြစ်စေခြင်းနဲ့စိတ်နဲ့စိတ်နဲ့ချင်းဝါဒီဆိုကြပါစို့ ားသခင်အမိမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့နဲ့တကွကျွန်တော်တို့အသေးသေးတို့ဒီအီကိုရှင်ပေးတဲ့ဂျေဇုနဲ့ဂိယနာတော်ကိုတသဲလုံးခံစားရနိုင်တဲ့တည်းအောင်မင်္ဂလာဖြစ်ဖို့ရာထော်ရပြားဒီကျွန်တော်တို့နိုင်ငံကြီးကိုကောင်းကြီးပေးဆောင်မကြည့်ရှိပါစေတော့အမိနိုင်ငံသူနိုင်ငံသားအသေးဒီပေါ်မှာကိုရရဲ့ရွှေမျက်နှာလင်းကိုလွတ်လျက်သူတို့အားဂိယနာဂျေဇုပြုတော်မူပါစေတော့ အမိမြန်မာနိုင်ငံတို့ကြီးနေနိုင်ငံသူနိုင်ငံသားအားလုံးကိုမျှော်ကြည့်၍ချမ်းသာပြည့်တော်မူပါစေတော့။ခမည်းတော်ဖခင်ရဲ့မြတ်တာတော်ဒါတို့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မိသားဖို့ခြင်းကျေးဇူးအပေါင်းတို့သည်ပြည်တော်ကြီးချမ်းသာရမည်အကြောင်းယလေးစေအစာရှောင်ဆုတောင်းလက်ရှိရတော်သားမိအသည်သည်နဲ့အမိမြန်မာနိုင်ငံတို့ကြီးနေနိုင်ငံသူနိုင်ငံသားအသည်ဒီပေါ်မှာယခုမှစ၍ကာလဆင်းမြဲ တဲ့ရောက်ဒီရှိဒီနေပါစေတည်းအာမင်